ခရစ်တိုကိုခုမှစလုပ်မဲ့သူလိုက်တည်ထားတဲ့အကြောင်းအရာပတ်စံဆိုလာကျွန်တော်တို့ရဲ့နေစဉ်ဘဝအတွက်မရှိမဖြစ်အရာဖြစ်ပါတယ်ဒီပတ်စံတွေရဲ့စနစ်ကခင်းတဲ့အညီဒုတက်ပြောင်းလဲနေတယ်ဆိုတာကိုလည်းသတိထားမိမှာပါတစ်ချိန်တုန်းကရွှေမြေတွေနဲ့အယောင်းဝယ်လုပ်ခဲ့ရာကနေငွေဆက်ကူတွေပြီးတော့ဘန်တွေတဲကဒီဂျစ်တယ်ငွေတွေအဖြစ်ရောက်လာခဲ့ပါပြီအခုချိန်မှာတော့ခရစ်တိုလိုလုံးဝအသေးစမ်းဖြစ်တဲ့ငွေကြီးစနစ်တစ်ခုကကမ္ဘာကြီးကိုလွှမ်းမိုးဖို့ကြိုးစားနေပါတယ် ြီးတော့ any crypto က banding အစိုးရရဲ့ထိန်ချုပ်မှုမပါဘဲကိုယ်ပ္ပံကိုကိုယ်တိုင်ပိုင်နဲ့လွတ်လပ်မှုကိုပေးစွမ်းနိုင်တယ်လို့အမြင့်ဆုံးများစွာရရှိနိုင်တဲ့ရန်နာတိတ္တာတစ်ခုဆိုရင်လည်းမမှားပါဘူး။ဒါပေမဲ့ရန်နာတိတ္တာလိုက်မှာစိန်ခေါ်မှုတွေ NDA တွေရှိတတ်တာကိုမမေ့တင်ပါဘူး။ဒီနေ့ဗီဒီယိုမှာတော့ crypto ဆိုတာဘာလဲ crypto ရဲ့အားသာချက်အားနည်းချက်တွေကဘာတွေဖြစ်မလဲဆိုတာကို beginner တယောက်အနေနဲ့လုံးဝသားလဲအောင်ရှင်းပြပေးသွားပါမယ်ပထမဆုံး crypto ဆိုတာဘာလဲ crypto ဆိုတာ cryptocurrency ကိုအတိုးချုံးခေါ်ဆိုတာပါ ပြောရရင်တော့သူက digital money တမျိုးပါပဲ။ဒါပေမဲ့ကျွန်တော်တို့သုံးနေကြငွေစက်ကိုတွေ၊ဘဏ်အကောင့်နဲ့ငွေတွေနဲ့တော့မတူပါဘူး။ကျွန်တော်တို့နေစဉ်အသုံးပြုနေတဲ့ငွေစက်ကိုနဲ့ဖန်တဲ့ငွေတွေက centralized system ၊ဘဟုချုပ်ကံမှုရှိတဲ့စနစ်နဲ့အလုပ်လုပ်တာပါ။ crypto ကကြတော့ decentralized system ၊ဘဟုထိန်းချုပ်မှုမရှိတဲ့စနစ်နဲ့အလုပ်လုပ်တာကြောင့်ပို့ပြီးလွတ်လွတ်လပ်လပ်သုံးလို့ရပါတယ်။ဒါပေမဲ့သူ့မှာအားသာချက်တွေအားနည်းချက်တွေလည်းရှိနေပါလေ။ဒါဆိုခရစ်တိုရဲ့အားသာချက်ကဘာတွေဖြစ်မှာလဲ ခရစ်ပတိုကိုဘာလို့တုံးတင်လဲဆိုရင်ကျွန်တော်တို့တအခွင့်အရေးတွေအများကြီးရနိုင်ပါတယ်အဲ့ဒီအခွင့်အရေးတွေကနံပါတ်၁ကိုပိုက်ဆိုင်ကိုပိုင်ပန်းခရစ်ပတိုမှာဆိုရင်ဖန်တွေစိုးရတွေရဲ့ခွင့်ပြုချက်ကိုစောင့်နေကြမလို့ပါဘူးအင်တာနက်ရှိရုံနဲ့ကိုဝေါ်လာပတ်ဆိုင်ရေးထိရပတ်ဆိုင်ကိုဘဒုစီမစို့ခြေချင်းပို့ခြေချင်းလက်ခံလို့ရပါတယ်ပြောချင်တာကခရစ်ပတိုမှာ no need for permission မှာနံပါတ်၁ကမ္ဘာနေရာအနှံကိုအချိန်တိုတိုနဲ့ပေးပို့နိုင်တယ် ခရစ်တိုမှဆိုရင်ကျွန်တော်တို့ကနိုင်ငံခြားကိုပတ်စံပို့ခြင်းရင်ဘန်တွေလိုစောင့်နေကြရမလို့ပါဘူးပြီးတော့ငွေဆောင်ခါကလည်းအရင်မများပါဘူးဒါပြင်တကဘာလုံးကိုအချိန်ခဏလေးနဲ့ဖရိတ်လို့ရပါတယ်ဒါကို borderless payment လို့တင်စားခေါ်ကြပါတယ်နံပါတ်3 personal freedom and privacy ကိုကငွေလွှဲလိုက် ID ကပြပြနေကြရမလို့ပါဘူးပြီးတော့ privacy ကိုလည်းပို့ပြီးထိန်းသိမ်းနိုင်ပါတယ်နံပါတ်4 big profit potential ခရစ်တိုမှာစစောစစ်စစ်ရင်းနှီးမြှုပ်နှံခဲ့တဲ့သူတွေကဘဝပြောင်းလဲလောက်တဲ့ငွေတွေရှာသွားကြပါတယ် ကျွန်တော်တို့အနေနဲ့လည်း crypto coin တွေကိုမမှန်ကန်ကန်နဲ့စိတ်ရှိရှိရင်းနှီးမယ်ဆိုရင်မမျက်ရနိုင်ဖို့အခွင့်အရေးတွေအများကြီးရှိပါတယ်။ဒါပေမဲ့တိထားရမှာက high risk high return ပါ။ဒါကြောင့်ကိုယ့်အတွက်ဆုံးရှုံးခံနိုင်တဲ့ပမာဏကိုသာရှင်းနှီးပြုံနေတဲ့မှာ။နံပါတ်5လူတိုင်းအတွက်ဖွင့်ထားတဲ့စနစ်ဘယ်သူပဲဖြစ်ဖြစ်ဘယ်နေရာမှာဖြစ်နေပါစေ internet ရှိရုံနဲ့ financial wallet ကိုဝင်လို့ရပါတယ်။ကိုယ့်အနေနဲ့ဘဏ်ကောက်မရှိရင်တော့ရပါမယ်။အခုဆို crypto ရဲ့အားသားချက်တွေကိုတိလောက်ပြီးထင်ပါတယ်။ဒါဆိုသူ့ရဲ့အားနည်းချက်တွေအရဘာတွေဖြစ်မလဲဆိုတာကိုစက်ပြောပြပါမယ်။ ခရစ်တိုဆိုတာခွင့်ရည်တွေအများကြီးရှိတယ်လို့အားနည်းချက်တွေကလည်းအများကြီးရှိပါတယ်။အဲ့ဒီအားနည်းချက်တွေကဘလောက်ဒုက္ခပေးနိုင်လဲဆိုတာကိုတည်ထောင်ဖို့ရည်ကြည်ပါတယ်။မထွာအောင်တည်ထားရမှာကခရစ်တိုရဲ့ရင်းနှီးမြှုပ်နှံရတာကရိုလာကိုစတာစီးနေရတယ်လို့ပါပဲ။ဘာလို့လဲဆိုရင်ခရစ်တိုရဲ့သဘောတရားအတိုင်းဈေးတက်ကြအရမ်းမြန်လို့ဖြစ်ပါတယ်။တ냐ရဲဈေးနှက်ဆဖြစ်သွားနိုင်တယ်လို့တခါနဲ့အကုန်ဆုံးရှုံးသွားနိုင်တဲ့အထိလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်ကိုယ်အနေနဲ့ရင်းနှီးမြှုပ်နှံမှုမစတဲ့ပြပြတတဆုံးဖြတ်ချက်ချနိုင်မှုလိုပါတယ်။နောက်တစ်ချက်ကအန်တူပတ်တန်မရှိသလိုကာဆက်မှာစဖို့လည်းမရှိပါဘူး။ခရစ်တိုမှာကိုက address မပို့မိသွားရင်ဒါမှမဟုတ်လိမ့်တဲ့ခံရရင်အန်တူပတ်တန်မရှိပါဘူး။ဒါ့အပြင်ဖန်တွေလို customer support မရှိတာကြောင့်အမားလုံးမိတာနဲ့ကိုယ်ပဆံကိုပြန်ရနိုင်မှုနည်းလမ်းမရှိပါဘူး။ဒါကြောင့်ခရစ်တိုမှာအမားလုံးမိရင်ကိုယ်ထိုင်တဲ့ကိုယ်ကံပါပဲ။နောက်ထပ်တစ်ချက်ကလိမ့်လေတာတွေအရင်မျှပါတယ်။ခရစ်တိုမှာ fake coin တွေမဖြစ်နိုင်တဲ့ကံလက်ချက်တွေပါလေ scam link တွေနဲ့ပတ်မှန်တဲ့ ဈေးအတင်းဖိရမီပြန်ရောက်ချခြင်းတွေအများကြီးရှိပါတယ်။ဒါကြောင့်ကိုယ့်ဘာသာ research လုပ်ဖို့အရန်ရည်ကြီးတယ်။ crypto လောကမှာပြောနေကြစကားတခုကတော့ DYOR do your own research ပါပဲ။ပြီးတော့ crypto ကိုနေရာထဲမှာအသုံးပြုလို့မရသေးပါဘူး။ crypto နဲ့ပစ္စည်းကိုဝယ်လို့မရသေးပါဘူး။ crypto ကတိုးတက်လာပေမဲ့နိုင်ငံတော်တော်များများက cash ငွေသားဒါမှမဟုတ်ကတ်ကိုပဲလက်ခံနေကြတော့မှနိုင်ငံအနေစုကသာ crypto ကိုနိုင်ငံငွေကြီးအနေနဲ့တပ်ဖတ်နေကြပါပြီ ။နောက်ဆုံးတစ်ချက်ကတော့နည်းပညာပိုင်းအနည်းနဲ့လူတိုင်းအတွက်တူနားလည်နိုင်ဖို့ကခက်ခဲပါသေးတယ်။ Crypto မှာ Wallet Creator Password တွေကိုလုံခြုံအောင်ထားတာ။ Private Key ကိုပိုင်တော့တွေကိုနားလည်အောင်လုပ်တာတွေက Bank Application ကို Download လုပ်တာလောက်မလွယ်သေးပါဘူး။ဒါကြောင့်လူတိုင်းနားလည်ဖို့ကခက်ပါတယ်။အခုလောက်ဆိုရင် Crypto ရဲ့အားသာချက်တွေနဲ့အားနည်းချက်တွေကိုရှင်းရှင်းလင်းလင်းသိသွားလောက်ပြီးထင်ပါတယ်။နောက်ဆုံးအနေနဲ့ Crypto မှာအငြင်းမပြတ်လေးလာနေဖို့ကအရေးကြီးဆုံးပဲလို့ပြောချင်ပါတယ်။ crypto ဆိုတာခေတ်သစ်နည်းပညာနဲ့ပေါက်ဆက်ထားတဲ့ financial tool တစ်ခုပါ ခရစ်ပတိုကကျွန်တော်တို့ကိုဘန်မလို့ပဲကိုပစံကိုကိုပိုင်ထိန်းချုပ်ခွင့်ပေးတယ်။အမြတ်အားကြီးရဖို့ခွင့်ရည်တွေလည်းရှိပါတယ်။ဒါပေမဲ့ဒီလို freedom တွေရဖို့ကိုက Z volatility အတက်ကြကိုရှင်းဆိုင်နိုင်ရမယ်။ပြီးတော့ crypto မှာ end pattern မရှိတာကြောင့်ကိုစုံဖြဲချမ်းနဲ့ကိုလှုပ်ရက်အတွက်တရာပါဆန်တာဝန်ယူရရမယ်။ဒါကြောင့် crypto wallet မဝင်ခင်မှာ crypto ရဲ့အားနည်းချက်တွေကိုသိချနားလည်ရမယ်။ BYOR do your own research ကိုအမြဲလုပ်နေရမယ်။ကိုအနေနဲ့ဆုံးရှုံးခံနိုင်တဲ့ငွေပမာဏကိုသာရှင်းနီးပြုံလန်တက်ပါမယ်။ ီနေ့ဗီဒီယိုကမိတ်ဆွေတို့ခရစ်တိုဂျာနီအတွက်အထောက်အကူဖြစ်မယ်လို့ပြောလဲမှာဒီလိုမျိုးခရစ်တိုနဲ့ပတ်သက်တဲ့ဘဟုတုရရရအကြောင်းအရာတွေကိုအမြဲမပြတ်တိဆက်ပေးသွားမှာမို့လို့ကျွန်တော်တို့ခရစ်တိုရှင်းချန်နယ်ကို Like Follow and Subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ဗျာ။